အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ29ရက် နေ့လည်ခင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခရီးရန်ကတင်ဆက်ပေးပါရုံးမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေထဲရွေးကောက်ပွဲချန်ပွန်ွယ်ကိုလောင်ကစားဝိုင်းကပါရှာနေတဲ့တန်ခိုင်ရဲ့ပါတီနမ်တူတကားဝါမှာတင်စစ်တပ်ထိုးစစ်ကိုပြိုလဲအောင်လှုပ်ဆောင်ခဲ့သူရဲ့အကြောင်းမင်းအောင်လည်းအတွက်အာဆီယံဟာအမြဲတမ်းတကားပိတ်ဖြစ်သွားပြီလား။တောင်ကုန်းမှာအေအေက မိုင်းရှင်းပေးနေပေမဲ့ပြည်သူတွေကအမြေကြီးကိုတရိထာနင်းနေရတဲ့တရင်ငလျင်ကြောင့်ပြက်ခဲ့အာနာရှင်ဟောင်းရဲ့လက်ရာတွေကိုအာနာရှင်တစ်မင်းအောင်လည်းကပြန်လည်ပြင်ဆင်နေရတဲ့အကြောင်းတောင်တရုတ်ပင်လယ်ထဲရေဆင်းတောက်တဲ့အမေရိကန်ရဲ့ရဟတ်ရင်နဲ့တိုက်လေနှစ်ဆင်အဲ့လို နေလေကင်းအထိရရှိထားတဲ့အထူးခြားဆုံးတရင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အခုနေလေကင်းအတွက်ပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရွက်ောက်ပွဲချန်ပွန်ွေကိုလောင်းကစားဝိုင်းမှပါရှာနေရဲ့ကြက်ခိုင်ရဲ့ပတ်တီအကြောင်းဖြစ်ပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့လောင်းကစားဝိုင်းနယ်မှာကြက်ခိုင်ရဲ့ပတ်တီရဲ့ရွက်ောက်ပွဲချန်ပွန်ွေအတွက်လို့ဆိုပြီးအကောင့်ငွေကိုတိုးကောက်နေရလို့သတင်းမြစ်တွေက MP ကိုပြောပါတယ်။မော်လမြိုင်မှာအခုနေ့ဝါရင်းကာလာမှာလောင်းကစားဝိုင်းနယ်ခနိုင်ရှန်လာခဲ့ပေမဲ့သတင်းမကျွမိကလေးကလောင်းကစားဝိုင်းနယ်ထပ်မံပြုလုပ်ခဲ့ပြီးတော့ကြက်ခိုင်ရဲ့ပတ်တီချန်ပွန်ွေဆိုပြီးတော့ ်လိုင်းကျဲတွေတိုးကောက်နေရလဲဖြစ်ပါတယ်။အဲ့ဒီလောင်ကစားဝိုင်းတွေဟာလည်းမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းကိုယ်တိုင်ခွင့်ပြုပေးထားတာလည်းဖြစ်ပါတယ်။ဘာလို့အကောင့်ငွေတိုးတယ်လဲဆိုတော့ကြံဖွန့်ရိုးကောက်ပွဲရှမ်းမွန်ဝဲတွေဆိုပြီးအုတ်ကြွေစီကတည်ရတယ်။မော်လမြအုတ်ကြွေကအကုန်ကြံဖွန့်တွေကြီးပန်းကိုရက်ကွက်မှာဘာသာရေးကောင်းစဉ်တစ်ခုကိုတက်ပြီးဆက်ပွဲသွင်းလောင်ကစားဝိုင်းလုံးနိုင်ရင်အဲ့ဒီရက်ကွက်အုတ်ကြွေလည်းလိုင်းကျဲရတယ်လို့မော်လမြမြို့မှာလူမှုကူညီရေးဆောင်ရွက်ပေးနေသူတူကပြောပါတယ်။ ဝါမွေမင်ကမော်မြန်မြို့ပေါ်လောင်စာဝိုင်းနေဟာတရက်ွက်ပြီးမှတရက်ွက်ဇက်ပွဲဟန်ပြအတွင်ပြုတ်လောက်တာဖြစ်ပေမဲ့အခုမှတော့တညရယ်ကိုနှစ်နေရသုံးနေရတပြိုင်တည်းပြုတ်လောက်လာကြတာပါပိုဆိုးလာတော့အမှန်ပဲပိုဆိုးလာပေမဲ့ညတိုင်းလောင်စာဝိုင်းမှာလူမပြတ်ဘူးလို့မော်မြန်မှာဆိုင်ကယ်တက်စီမောင်းနေသူတူကပြောပါတယ်စီဒီပထိုးရင်နဲ့ဖုန်ချင်းကြောင်းများစွာနဲ့တင့်တင်နေတဲ့မော်မြန်မြို့ဟာစစ်ကောင်မရှင်ရဲ့တရားမဝင်ဝင်ပြင်းတဲ့ဝင်ကြီးရှုပ်လက်ထက်မှာတော့ လောင်ကစားမြို့တော်ဖြစ်နမည်ပြက်ခဲ့ရပြီလည်းဖြစ်ပါတယ်။အခုလိုမွန်ပြည်နယ်မှာအောင်ကြည်သိန်းခွင့်ပြုချက်နဲ့လောင်ကစားဝိုင်းနယ်ဖွင့်လှစ်ပြီးကြန့်ခိုင်ရေးပါတီအတွက်အကြံမူဝဲချနေရဟာနိုင်ငံရေးပါတီဥပဒေလောင်ကစားဥပဒေငွေကြေးခွာချမှုနဲ့ရွေးကောက်ပွဲဥပဒေနဲ့ငြိမ်းစွန်နေတဲ့အပြင်ဥပဒေအရပါတီကိုပါဖျက်သိမ်းနိုင်ပေမဲ့စစ်ကော်မရှင်ကတော့သူ့လူဖြစ်တဲ့အတွက်လက်ပိုက်ကြည့်နေပါတယ်။ဒုတိယအနေနဲ့နမ်မတူတကားဝမှာတင်စစ်တပ်ထိုးစစ်ကိုပြိုလဲအောင်လှုပ်ဆောင်ခဲ့သူတွေဆိုတဲ့တဲ့မှာ တိဘောကိုတင်ပိုက်ပြီးတော့နမ်တူကိုဆက်လက်ထိုးစစ်ဆင်နေတဲ့စစ်ကော်မရှင်ဟာရှစ်ဆက်မတိုးနိုင်တော့ပဲတိဘောနဲ့နမ်တူကြားမှာရှိတဲ့မိုးတေရွာမှာတောင်းတင်နေတယ်လို့စုံစမ်းသိရပါတယ်။အခုလိုရှစ်ဆက်မတိုးနိုင်တော့တဲ့စစ်ကော်မရှင်ဟာမိုးတေရွာမှာအထိုင်ချပြီးတော့နမ်တူမြို့ကို drone နဲ့လက်နက်ကြီးပဲအသုံးပြုပြီးဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။မိုးတေရွာမှာတောင်းတင်နေတဲ့စစ်ကော်မရှင်ဟာတရားတစ်ဖက်ကမ်းကနေအိုဟစ်ကငါတို့ရောက်လာရင်မင်းတို့ကိုပြာရှမယ်ဆိုပြီး ော်ဟစ်ချင်းချောင်းမှုနဲ့ပြုလုပ်နေရလို့လည်းတိတခန့်တွေကပြောပါတယ်။မိုးတေတရားပြည့်စည်သွားလို့စစ်တပ်က၈ဆက်မတိုးနိုင်မဲ့မိုးတေရွာမှာပဲရှိနေသေးတယ်။ဒီဘက်ကြော်ဖို့မလွယ်ရော drone နဲ့လက်နက်ကြီးတွေပြစ်တယ်။ဂျွာထဲမှာတော့တိတခန့်တွေမရှိတော့ဘူးရှောင်းကုန်ပြီလို့မြေပြင်စစ်အသင်းမြစ်တို့ကပြောပါတယ်။စစ်ကောင်မရှင်ကနမ်မတူကိုတိမ့်နိုင်ခဲ့ရင်နန်းဆန်နဲ့မန်တုံကိုပါရရှိသွားနိုင်တဲ့အတွက်ထင်းနယ်လေးဟာနောက်ထပ်မြို့တွေလက်လွတ်မဆုံးရှုံးစေဖို့စစ်ပြည်ဟောကိုစနစ်ကြချပြီးတော့နမ်တူမြို့မှာခုခံနေရလဲဖြစ်ပါတယ် နမ်ဘတူကိုရရှင်ဇွန်နဲ့ထိုးစစ်ဆင်လာတဲ့စစ်တပ်ဟာ TNL ပူပေါင်းတပ်တွေရဲ့ခံစစ်ကြောင့်ရှစ်ဆက်မတွန်းနိုင်ဖြစ်နေပေမယ့်သူတို့ပြည်တော်ငယ်ကြတိုက်လျင်တွေအုံပြုတ်ပြီးဘုံကျဲတာကိုတော့မကြာခဏပြုတ်လုနေရရှိပါတယ်အခုလိုစစ်ကော်မရှင်က TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုဘုံကျဲမှုကြောင့်အော်တိုဘားလာ TNL ကလည်း24ရက်နေ့အထိကလေးစေဦးအမျိုးသား16ဦးနဲ့အမျိုးသမီး22ဦးတစ်ဆုံခဲ့ရတဲ့အပြင်တင်ငါနှစ်ပါအပါပြည်သူ65ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် နောက်ထပ်တင်ဆက်ပေးချင်တာကတော့မင်းအောင်လှိုင်တွဲအာဆီယံဟာအမြဲတမ်းတကားပိတ်ဖြစ်သွားပြီလားဆိုတဲ့သတင်းဖြစ်ပါတယ်။စစ်ကောင်မရှာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပို့ဖို့ပြက်ကွက်နေတဲ့အတွက်မင်းအောင်လှိုင်အပါဝင်စစ်ကောင်ဆောင်တွေကိုအာဆီယံထိုက်တဲ့အစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်တယ်လို့အာဆီယံနိုင်ငံရဲ့ဝန်ကြီးတွေရဲ့အစည်းအဝေးကနေဆုံးဖြတ်လိုက်ပါတယ်။မနေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံရဲ့ဝန်ကြီးများအစည်းအဝေးအပြီးအချက်28ချက်ပါ မြမရဲ့ဆွေးနွေးချက်ကြညာစာရင်းကိုထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီထုတ်ပြန်ချက်ထဲမှာခေါင်းစစ်ကောင်းဆောင်တွေကိုတရားခွင်ပြုမှာမဟုတ်ပဲနိုင်ငံရေးအရကိုစားမပြုတဲ့သူတွေကိုဒါတရားခွင်ပြုမယ်လို့ဖော်ပြထားပါတယ်။အာဆီယံနိုင်ငံရဲ့ဝင်ကြီးတွေရဲ့ကြညာချက်ကကြိုဆိုရမှာပါ။သူတို့ကြညာချက်ထဲမှာစစ်တပ်ကိုအကြမ်းဖက်တာတွေချောချဖို့နဲ့ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေရှက်တမ်းမပြောထားတာတွေတွေ့ရတယ်။ပြီးတော့အထူးအောင်ရွေးကောက်ပွဲမလုပ်ခင်နိုင်ငံရေးဆွေးနွေးပွဲကိုအလုံးပါဝင်ရမယ်ဆိုပြီးပါတောင်းဆိုထားတဲ့ ဒါကစစ်တပ်ကိုဆက်လက်ဖိအားပေးတာပဲအာဆီယံမူကားချက်ကိုဆက်လက်ကန်ပြီးတော့ဖိအားတရားပေးနေရလို့နိုင်ငံရေးလလသုံးသက်သူတူကမှတ်ချက်ပြုပါတယ်စစ်ကောင်စီအတွက်အခုဆုံးဖြတ်ချနိုင်ငံကအတိုင်းဝိုင်းမှာတန်မာရေးရအထူးကြံမုံကိုပုံမနဲ့ဆိုင်စီမှာဖြစ်ပြီးဒေသရုံးဖွဲ့စည်းကြီးတစ်ခုကသူတို့ရဲ့ရွေးကောက်ပွဲကိုတရားဝင်မှုစံနှုန်းတွေနဲ့ကန့်သတ်လိုက်တာဖြစ်ပါတယ်အဲ့ဒီအချက်တွေပြင်စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကိုလည်း လွလန်မြတ်တငြိမ်းချမ်းပွင့်လင်းမြင်သာပြီးအလုံးပါဝင်တဲ့ယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲဖြစ်ရမယ်လို့အာရှန်ကထုတ်ပြန်ထားပါတယ်။မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့လူကုန်ကူးမှုမှုရစ်စေဝါမှောက်ကိုရောင်းဝယ်မှုနေရာစွန့်ခွာမှုစိုက်ဘာချင်းချောင်းမှုတွေနဲ့အွန်လိုင်းလိင်လင်မှုတွေအပါအဝင် နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုကင်တွယ်ဖြေရှင်းဖို့အာရှန်နိုင်ငံတွေပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းသဘောတူခဲ့ကြပါတယ်။ ဆက်လက်ပြီးတောင်ကုန်းမှာအင်အားမိုင်းရှင်းပေးနေပေမဲ့ပြည်သူတွေက မြေကြီးကိုသတိထားနေနေရတဲ့အကြောင်းပြောပြရှင်းပါတယ်။ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာအာခတ်တပ်တော်အေကမိုင်းအလုံး3000နီးပါးကိုရှင်းလင်းခဲ့ပေမဲ့မိုင်းအန္တရာယ်ကိုစိုးရိမ်နေရဆဲဖြစ်ပါတယ်။အေထိန်းချုပ်ထားတဲ့တောင်ကုန်းမြို့ကိုပြီးခဲ့တဲ့ April လဆက်ပြီးတော့ဒေသခံတွေပြန်လည်ဝင်ရောက်နေထိုင်တာဖြစ်ပြီးတောင်သူတွေဟာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကြရမှာမိုင်းအကျွမ်းကျန်တွေကိုစိုးရိမ်နေရတာပါ။ တောင်ကုန်းမြို့နယ်အထက်မှာမိုင်3000နီးပါးရှာဖွေရှင်းလင်းထားပြီလို့မြို့နယ်အတွင်းမှာကြေညာထားပါတယ်ဒီကြားထဲမိုင်တွေ့ရင်လည်းအေကလာရှင်းပေးတယ်အခုကဘယ်နေရာမဆိုမြေကြီးကိုသတိထားပြီးနင်းကြရတာလို့တောင်ကုန်းမြို့ခံတင်းမြစ်ကပြောပါတယ်အခုလောမိုင်းအနေနဲ့သတိထားနေရတဲ့တောင်ကုန်းမြို့ခံတွေဟာတိုက်ပွဲဖြစ်ပေါ်တာတွေမရှိခဲ့တဲ့နေရာတွေနဲ့တိုက်ပွဲနဲ့အလှမ်းဝဲတဲ့နေရာတွေကစိုက်ပျိုးမြေတွေကိုသာရွေးရှည်ပြီးတပိုင်းတိုင်းစိုက်ပျိုးမှုနဲ့ပြုလုပ်နေရပါတယ် တောင်ကုန်းမှာစိုက်ပျိုးရေးပြည်လုံးနေတဲ့သူတွေဟာအထွတ်နှုံများတဲ့အသင်းနဲ့တွေပေါ်အခြေခံစိုက်ပျိုးမှုနဲ့ပြည်လုံးနေတာဖြစ်လို့မနှက်ကအထွတ်နှုံများခဲ့တောင်ရငရုတ်တီကိုလည်းဒီနေ့မှာထပ်မံစိုက်ပျိုးလျက်ရှိပါတယ်။အရင်ကရခိုင်ရိုးမပေါ်မှာစိုက်ကြတာဒီနေ့တော့ကင်းအောင်တိုက်နယ်မှာလည်းတိုးစိုက်ပါတယ်။အရင်ကဆိုပြင်မကိုတင်ဖို့ရောင်းချရတယ်။အခုကကြတပိုင်းတနိုင်ပေါ့ကိုဟာကိုပဲဈေးမှာလက်လီလက်ကတွားရောက်တယ်လို့တောင်ကုန်းဒေသခံသတင်းမြစ်ကဆက်လက်ရှင်းပြပါတယ်။ ပြည်မနဲ့အဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့တောင်ကုန်းမြို့ခံတွေဟာစိုက်ပျော်ရေးအပြင်ငှားရှာခြင်းတွေကိုလုပ်ကံပြီးအရှင်းချင်းအပြန်အလှန်လှည့်လည်ကာဝန်ရည်ကိုဖြည့်ရှင်းနေကြရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ24ရက်မှာတောင်ကုန်းမြို့ကိုအေကအပိတ်သိမ့်ပိုက်နိုင်ခဲ့ရလဲဖြစ်ပါတယ်။ပြည်ရင်းထွေနောက်ဆုံးသတင်းအနေနဲ့မလင်းအကြောင်းပြက်ခဲ့တဲ့အာနာရှင်ဟောင်းရဲ့လက်ရာတွေကိုအာနာရှင်တဲ့မင်းအောင်လည်းကပြန်လည်ပြင်ဆင်နေတဲ့သတင်းကိုတင်ပြပေးပါမယ်။ မိုင်းလန်၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးအကြောင်းပြက်စီခဲ့တဲ့လွှတ်တော်ဝင်အတွင်ကအဆောက်အုံတွေကိုအ мян ပြီးဖို့မင်းအောင်လည်းကမနေ့ကကွင်းစင်လေးလာမှုနေပြုလုပ်ခဲ့ပါတယ်။နေပြော်ကိုစစ်ဆိုရလက်ထက်တုံးကတန်းရွှေရတိဆောက်ခဲ့တာဖြစ်ပြီးတော့ငလင်းကြောင့်နေပြော်မှာရှိတဲ့အခြေခံအဆောက်အုံအများစုပြက်စီခဲ့တာပါ။အဲ့ဒီပြက်စီခဲ့တဲ့အဆောက်အုံတွေနဲ့လွှတ်တော်အဆောက်အုံတွေကိုရွေးကောက်ပွဲအမိန်ပြုပြင်နိုင်ဖို့အတွက်မင်းအောင်လည်းကိုယ်တိုင်ကွင်းစင်ပြီးကြမ်းမှန်းမှုနဲ့ပြုလုပ်နေတာဖြစ်ပါတယ်။ ပြက်စီနေတဲ့အဆောင်တွေကိုပြန် ပြင်တဲ့နေရာမှာမလီရင် ပြင်းအားရှင်းအဆင့်တီခန္ဓာရင်ရှိရမယ်ဆိုပြီးမာရာဝိဇယဖျားတိဆောက်တုံးကအတွေ့အကြုံတွေနဲ့ပြောတော့ပါတယ်ပြီးတော့လာမယ့်ရွေးကောက်ပွဲမှာလွှတ်တော်အမြန်ခေါ်ယူနိုင်ဖို့အဆောင်တွေကိုအမြန်ဆုံးအသင့်ဖြစ်စေဖို့မှတ်သွားတယ်လို့နေပြည်တော်သတင်းမြစ်ကပြောပါတယ်မင်းအောင်လဟာအတွေ့အောင်ရွေးကောက်ပွဲပြရတဲ့လွှတ်တော်ခေါ်ယူနိုင်ဖို့လွှတ်တော်အဆောင်တွေကိုအသေးအတန်ပြင်ဆင်မှုတွေပြုလုပ်ပေမဲ့ ပြက်စီခဲ့တဲ့အပြက်စီတွေဟာအချိန်လိုအတွင်းပြန်လည်ပြုတ်ပြင်မှုကြီးမားတဲ့ဘဏ္ဍာငွေတွေကုန်ကျမှာဖြစ်တာကြောင့်အဲ့ဒီငွေတွေကိုဘလို့သုံးဆွဲနေလဲဆိုတာကိုပြည်သူတွေကသိရှင်ပေမဲ့ဆက်အနာရှင်တွေရဲ့လုံပုံလုံးနေဖြစ်တဲ့အတိုင်းသုံးဆွဲငွေတွေကိုထုတ်ဖော်ပြသမှုမရှိပါဘူး။နေပြော်ကိုဆစ်ဆူရလက်ထက်တိဆောက်ခဲ့ခြင်းဖြစ်ပြီးငလီနေကြောင့်ထိခိုက်ပျက်စီမှုတွေရှိခဲ့တဲ့အတွက်အစိုးရအဆောက်အုံတွေတိဆောက်မှုအရေးအသွင်းနဲ့အာဏာချက်တွေကိုပြည်သူတွေကထောက်ပြဝေဖန်ဟားတိုက်ခဲ့ကြပါတယ်။ တရှင်ကားရှိုးအစားတိဆောက်ခဲ့တဲ့ငလင်းတန်းခန့်နေပြတော့ဟာအနာရှင်ဟန်တန်းရွှေရဲ့လက်ရာတွေဖြစ်ပြီးတော့လက်ရှိအနာရှင်မင်းအောင်လန်ကပြင်လဲပြင်ဆင်နေရဟာတမိုင်းရဲ့ပြည့်ရည်ပြုစရာတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးပြပတ်တဲ့အနေနဲ့တောင်တိုးပင်နေတဲ့ရေစင်းတောက်တဲ့အမေရိကန်ဂျဟန်ရင်နာတိုက်လျင်20အကြောင်းပြောပြရင် MP ရဲ့နေလေကင်းသတင်းအစီအစဉ်ကိုအဆုံးသတ်လိုက်ရှင်ပါတယ်။အမေရိကန်လေရင်တင်တင်မော USS Nimitz ရဲ့ တိုက်လျင်တစင်းနဲ့ရိုင်းရင်တစင်းဟာမနေ့ကအော်တိုဘလ26ရက်နေ့လယ်မှာမိနစ်30အတွင်းတောင်တရုတ်ပင်လယ်ထဲကိုတစင်းနဲ့တစင်းဇက်တိုက်ပြတ်ကျခဲ့လို့ရေတက်ရဲ့ပစိပိတ်ရေရင်စုကထုတ်ပြန်ထားပါတယ်။ MH 60R CH ရဟင်ကလေယံမုန်တံ3နဲ့ FA18F Super Hornet တိုက်လျင်ကလစ်တီရဲ့2ဦးတို့ကိုကေတင်နိုင်ခဲ့ပါတယ်။အခုလိုပြက်ကြမုန်းနှစ်ခုစလုံးရဲ့အကြောင်းရင်းကိုတော့စုံစမ်းနေစစ်တာဖြစ်တယ်လို့ဆိုပါတယ် USS နိမဲတင်မောဟာရီမင်ကဟူသည်တပုံတွေရဲ့ကုန်သည်တင်မောတွေကိုတတ်ခတ်မှုအပေါ်အမေရိကန်တုံ့ပြန်မှုတရအနေနဲ့အရှိန်အလေပိုင်းမှာတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်ဝါရှင်တန်ကိဇက်ရဲတဲ့အခြေစိုက်စခန်းကိုပြန်လည်ရောက်ရှိရောက်မှာဖြစ်ပါတယ်။အခြားလျင်တဲ့တင်မောဖြစ်တဲ့ USS Harry S Truman ဟာလည်းလွန်ခဲ့တဲ့လကအရှိန်အလေပိုင်းမှာတာဝန်ထမ်းဆောင်စဉ်မတော်တဆမှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပူပါတယ်။မနစ်ကဒီဇင်ဘာလမှာလဲ USS Getty Bell တုံးပြန်ပြစ်ခတ်နိုင်တဲ့ ခရူဇာစစ်တပ်မှထူမေဟာ FA 18 Italian တစင်းကိုမှာရင်ပြစ်ချခဲ့ပွေးရဲ့အပြင်အခုနှစ် April လမှာလည်း FA 18 Italian တစင်းဟာ Truman ရဲ့လေယာဉ်ထရှိရာကွန်ဘတ်ပေါ်က short ထွက်ပြီးပင်လင်းနေတဲ့ပြုတ်ကျခဲ့ပါသေးတယ်။ဒါရဲ့အပြင်မေလမှာလည်းပင်လင်းနေမှာရှိရဲ့လေယာဉ်တင်သင်းမှုပေါ်ဆင်းသက်လာတဲ့ FA Italian တစင်းဟာလေယာဉ်ဆင်းသက်မှုကိုရပ်တန့်ဖို့အသုံးပြုတဲ့တမလင်းကြိုကိုဖမ်းမမိပဲသင်းမှုပေါ်ကကျော်လွန်သွားခဲ့တဲ့အတွက်လေသူရဲ့နှုတ်လေယာဉ်ပေါ်က ုံထွက်ခဲ့ရပါတဲ့အဲ့ဒီဖြစ်ရတွင်မှာရေတက်သားတွေတည်ဆုံမှုမရှိခဲ့သလိုဖြစ်ရတွင်လည်းပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေရဲ့အခြေလက်ကိုတော့အခုတည်းထုတ်ပြန်မှု မရှိသေးပါဘူး MP ရဲ့နေလိကင်းအထိရရှိထားတဲ့ထူးခြားတဲ့သတင်းကိုတင်ဆက်ပေးခဲ့ရပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုပေးသူအားလုံးနဲ့တကွဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြမပြည်သူပြည်သားအပေါင်းကိုစိတ်ပြချမ်းသာချမ်းသာပြီးဘွားအမောရယ်လည်းပြေကြပါစေခင်ဗျာ။